ကျင်းဆက်သူမဆန္နာပါဖြည့်ရမှန်ဇလန်ကောင်းများနဲ့စိတ်ဝင်စားပွေမှုကင်းဇလန်ကောင်းများကို နေ့စဉ်မပြတ်ကျင်းဆက်ပြီးနေတဲ့ MNU Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်ကောင်းလေးကိုလေခံစားနားဆင်အားပေးကြပါရှင်ခမရသိကျင်တော့အစိမ်းရောင်ဝစ်စုံနဲ့အသားဖြူဖြူအမျိုးသမီးလားအဲ့ဒါပေါ့ဒေါခင်မမဆိုတာလေး ကမရီအတော်များများမှာအစုရှယ်ယာတွေဝင်ထားတဲ့တတိကြီးဦးမြတ်ကောင်းရဲ့ဇနီးပေါ့လှတာကတော့ခမမြင်နေအတိုင်းပဲသူ့မှာလက်ထက်တုံးကဦးမြတ်ကောင်းစင်ထားတဲ့မြားလေဆွေ တကုံးရှိတယ်အည်သွေးအကောင်းဆုံးမြားရီနဲ့လှုပ်ထားတဲ့လေဆွေပေါ့သူတို့ခြံမှာပါတီပွဲပေးတဲ့အခါမျိုးမှာမှထုတ်ဆွေးတတ်တယ်ဗျရန်ကုန်မြို့လေရှိခန်းနာထေဝါလှတဲ့ဟိုတယ်တစ်ခုအတွင်မှာဖြစ်တယ် လူနှစ်ယောက်ကတပွဲတစ်လုံးမှာထိုင်ပြီးရမကာတောင်ရင်နဲ့စကားပြောနေကြတယ်။အသက်40ခန်းအသားဖြူဖြူဝါဝပိုင်ပိုင်လူမှကန်ထရိုက်တာဦးမြတ်ခိုင်ဖြစ်သည်။ကြံတယောက်မှာအသက်28နှစ်ခန့်လူရွယ်တဦးဖြစ်သည်။လူငယ်မှာအသားလက်ပြီးအယံမြင့်ကကြိလက်တမ်းမာတွေကိုလုံးကိုယ်တွေရှိမျက်နှာသွေးပြီးနှာရံပေါ်တွေမင်းနဲ့တူခဲ့တဲ့မျက်ခုံးနဲ့စူးရှားတဲ့မျက်လုံးများရှိတယ် မိဂိုရောင်ဥရောပဝိစုံကိုတည့်ရက်စွာဝေစားထားတဲ့ဒူလူငယ်မှာမြက်ကိုကိုပဲဖြစ်တယ်။သူတို့ခြံကဘဲမလေးဗျ။မြက်ကိုကိုကမီးတယ်။ချောင်းမိုင်ခွဲမှာပြည်လန်းကဘဲဘက်ကိုသွားတဲ့တီးတန့်လန်းနေမှာပန်းဟေဝုံဆိုတဲ့ခြံကြီးတစ်ခြံရှိတယ်။ပန်းဟေဝုံကသူတို့ခြံပေါ့။တိုက်ကလည်းတိတ်ပြီးတော့ခင်မီလှပါတယ်။အဲ့ဒီတိုင်မှာမကြာခဏပါတီပွဲ လုပ်တတ်တယ်။ဘာလဲ။ခမရသူတို့ကိုစိတ်ဝင်စားနေပြီလား။ ဦးမြတ်ကောင်းကခင်မမကိုတိတ်ဂီယူမဆိုင်ဘူးလို့သိရတယ်။ဒီလောက်ချောတဲ့အမျိုးသမီးတယောက်ကိုဂီယူမဆိုင်ဘူးဆိုတာအံ့ဩစရာပဲ။ခင်မမနဲ့ကျွန်တော်သိပါတယ်။ခင်ဗျသူနဲ့တီကျွမ်းကျင်တော့မိတ်ဆက်ပေးမယ်လေ။အခုသူ့မှာဖုံးမပါဘူး။အဲ့ဒီနောက်မှာတော့ကိုမြတ်ခိုင်ကမြတ်ကိုကိုကိုမလက်မကမ်းမှထိုင်နေတဲ့အမျိုးသမီးထံကိုခေါ်သွားရီ။မမတယောက်သေးပါလား။ဘဲကလာတယ်လေ။မမနဲ့ကျွန်တော်မိတ်ဆွေကို မိတ်ဆက်ပေးပါရစေ။ ။ဦးမြတ်ခင်မလား။မမျိုးတဲကိုကိစ္စတခုနဲ့လာရင်ခဏဝင်နာတာပါ။ခင်မမကမိကိုရောင်ဝစ်စုံတဲ့လူကြောလေးကိုစူးစမ်းတယ်လို့ကြည့်ပြီးပြောတယ်။မမဒါကျွန်တော်မိတ်ဆွေ မောင်မြတ်ကိုကိုပါ။မြတ်ကိုကို၊ "तू ကဒေါခင်မမလေး"မြတ်ကိုကိုနဲ့ဒေါခင်မမတို့ကတယောက်နဲ့တယောက်ခေါင်းငိတ်အတိမတ်ပြူလိုက်ကြတယ်။အရေးမပါတဲ့စကားများပြောဆိုကြပြီးခဏအကြာမှာ"ကဲ မမနဲ့မြက်ကိုကိုတို့အေးအေးဆေးဆေးစကားပြောနေခဲ့ကြပါကျွန်တော်အလောက်ကိစ္စတစ်ခုအတွက်သွားเสียရရှိသေးလို့ခွင့်ပြုပါဦးတို့တို့ခွင့်တောင်းကကိုမြက်ခိုင်ထွက်သွားပြီကျွန်တော်မမနဲ့ခင်မင်းချင်တာကြာပါပြီမြက်ကိုကိုကစပြောတယ်ကျမတို့အရင်ကတွေ့ဘူးကြလို့လားခင်မမကအံ့ဩစွာမီးတယ်မစုံဘူးပါဦးကျွန်တော်မမကိုဒီနေ့မှစမြင်ဘူးတာပါ ကျမဒီဟိုတယ်ကို ရောက်တာမိနစ်ပိုင်းပဲရှိပါသေးတယ်။တခါတလေမိနစ်ပိုင်းဟာတချို့လူတွေအတွက်တော့အတော်ကြာမြင့်တတ်ပါတယ်။ထိုစကားကခင်မမဘဝင်ကိုခိုက်သွားစေတယ်။မင်းစကားကစိတ်ဝင်စားစရာပဲ။မင်းဟာစကားပြောတော်တော်ကောင်းနေ။တဖက်သားကြိုက်တတ်တဲ့စကားမျိုးကိုရွေးပြောတတ်တယ်။မမဒီလိုထင်တဲ့အတွက်ကျွန်တော်စိတ်မကောင်းပါဘူး။ကျွန်တော်ရင်ထဲကခံစားရတဲ့အတိုင်းပြောတာပါမမ။ကျွန်တော်အမျိုးသမီးတိုင်းကိုစိတ်မဝင်စားပါဘူး။ မမကတော့မြင်မြင်ချင်းစိတ်ဝင်စားမိပါတယ်။အေးကျွန်တော်ဘာမှမစားသေးဘူးမမ။စားစရာတခုခုမှလိုက်အောင်မေ။မြက်ကိုကကတပွဲထိုးကိုခေါ်ပြီးစားတော့စရာများမှယူလိုက်တယ်။ထို့နောက်စားတော့ရင်သူတို့နှစ်ယောက်စကားလက်ဆုံကြသွားကြတယ်။မြက်ကိုကကရှိမွန်ပြီးစားပုံတောက်ပုံစကားပြောပုံမှအလွန်အထက်တန်းကြလာတယ်။ခင်မမပြောတဲ့စကားများကို စိတ်ဝင်စားစွာနားထောင်နေပြီးမှ လိုအပ်တဲ့အချိန်မှာ စကားအဆက်မပြတ်ယုံဝင်ထောက်ပေးတတ်သည့်သူတို့ကလူမှုရေးနိုင်ငံရေးစီးပွားရေးစာပေဂီတအကားစားအကြောင်းအရာစုံလင်စွာပြောခဲ့ကြတယ်။မြတ်ကိုကိုကအကြောင်းအရာတိုင်းကိုနှံ့နှံ့ဆက်ဆက်သိထားပြီးဂီတနဲ့အကားစားကိုကိုယ်တိုင်လိုက်စားဘူးသူဖြစ်တော့ယခုစကားဝိုင်းမှာအဆင်ပြေစွာပြောနိုင်ခဲ့တယ်။အချိန်တန်ကြာအောင်စကားပြောပြီးတဲ့နောက်ခွဲခွာရမယ့်အချိန်ကိုရောက်လာတယ်။မမနဲ့စကားပြောရတာအမရောက်ဘူးဗျာ။ လာမဲ့ဗုဒ္ဓဟူးမှာပန်းနုရောင်မှာမမကိုမမကိုနေလဲစာကျွေးရင်းနဲ့စကားပြောကြင်သည်တယ်မြက်ကိုကိုကမဝမရေပြောတယ်လွန်ခဲ့တဲ့နိုင်ဝက်ကမှတိရတဲ့အမျိုးသမီးတယောက်ကိုဒီလိုဖိတ်ခေါ်တာမမြန်လွန်းမှုလားမြက်ကိုကိုရဲ့ပြီးတော့မမဟာအိမ်အောင်ရှင်တယောက်ပါကွယ်ခင်မမကအတန်ထွက်အောင်ရှိပြီးပြောတယ်ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောမယ်မမမမဟာတိတ်လာတယ်ကျွန်တော်ကအလှပကိုမြတ်နိုးတယ် အလှပဟာတဘာဝတရားကြီးကပေးရဲ့လက်ဆောင်မှာမမမြက်ကုတ်ကိုရဲ့စကားကြောင့်ခင်မမရင်ထဲမှာတသိမ့်သိမ့်ကြီးနူးနေတယ်။သူမရင်ထဲမှာဝေဒနာတစ်ခုဖြစ်ပေါ်လာတယ်။မင်းဒီလိုစကားမျိုးဘယ်နှယောက်ကိုဒီစကားမျိုးပြောခဲ့ပြီးပြီလဲမြက်ကုတ်ကိုတကယ်တော့မင်းဟာမမအတွက်လူစိမ့်တတ်တတ်ပါပဲကွ။အိုးပြောရလိုက်တာမမရာတခဏကြုံရပြီမေအတွေးခေါ်ခြင်းတူညီသူတွေဟာခြာဝရခင်မင်သွားတတ်ပါတယ်။ ကျွန်တော်ဟာမမကိုမြင်မြင်ချင်းခင်မင်းနဲ့စိတ်တဖွာဖွာပေါ်ပေါက်ခဲ့တယ်။ဒါကြောင့်ဦးမြတ်ခိုင်ကိုအတင်းအပူကပ်ပြီးမမနဲ့မိတ်ဆက်ပေးဖို့ပြောခဲ့တာပေါ့။မမမှာအိမ်တော်ရှိသည်ဖြစ်စီမရှိသည်ဖြစ်စီကျွန်တော်ခင်မင်မှုကိုမပယ်ရှားပါနဲ့မမကြီး။မမကိုအမားတယောက်လိုခင်မင်ပေးရစီ။ကဲပါမမကြီးဘုဒ္ဓဟူးနေ့ကျရင်ပန်းတို့ရောင်ဟိုတယ်ကိုဆက်ဆက်လာခဲ့ပါတော့ခင်မမကမြတ်ကိုကိုကိုအ깨ခတ်တယ်လို့စိုက်ကြည့်တယ် ညကုတ်ကိုရဲ့အမှုရာမှာခလေးဆန်ပြီးအပြစ်ကင်းစင်နေခင်မမကတပြင်းရှိတစ်ချက်ကိုမှုတ်ထုတ်လိုက်တယ်။နောက်ဆုံးမှာမမကြိုးစားပါမယ်လေလို့ခတ်တူတူပြောလိုက်တယ်။ပန်းနုယောင်ဟိုတယ်ရဲ့တည်တံ့အခန်းထဲမှာညကုတ်ကိုနဲ့ခင်မမတို့နေလေစားစားနေကြတယ်။ခင်မမမှာလှပစွာပြင်ဆင်လာတော့အလွန်ကြည်ကောင်းနေတယ်။ဘာကြောင့်ခါတိုင်းထပ်ပို့ပြီးလှပအောင်ပြင်ဆင်လာမိကြောင်းကို သူမကိုယ်တိုင်တိတိကျကျမသိဘူး။ မြက်ကိုကိုကသူမလှကြောင်းတဖွားဖွားပြောနေတာကိုရင်တထိတ်ထိတ်နဲ့နားထောင်နေတယ်။မြက်ကိုကိုကသူဝင့်နေကြမိကိုရောင်ဝစ်စုံကိုဝစ်ထားတယ်။သူကလည်းလှပချောမော်တဲ့ခစ်လူငယ်တယောက်ဖြစ်တယ်။တကယ်တော့မမဟာဒီကိုမလာသင့်မအောင်။ဒါပေမဲ့လူတယောက်ဟာသူနဲ့စိတ်သဘောထားချင်းတူတဲ့အဖော်လိုအပ်တယ်လို့မမထင်တယ်။မိတ်ဆွေအဆင့်ထံမကျော်ဘူးတော့လိုအပ်တယ်နော်။ဒီလိုလာတွေ့တဲ့အတွက်မမကို တလွဲတော့မထင်စေချင်ဘူး။ ။အိုးမမရေဒီအတွေးတွေကိုခေါင်းထဲကထုတ်ပြလိုက်ပါ။အတွေးခေါ်မြင်မာတဲ့အမျိုးသမီးတယောက်နဲ့ခင်မင်းတီကျွမ်းရတဲ့ယောက်ျားတဦးခံစားရတဲ့ဂျိန်နတ်မှုကိုမိမိတီးဖို့ပဲလိုပါရည်။အခုလိုခဏခဏတွေ့ပြီးစကားပြောကြဖို့ဆိုတာမလွယ်ဘူး။မမယောက်ျားကနားလည်မှုမရှိဘူး။သူကအမျိုးသမီးတွေကိုဘလို့သဘောထားလို့လဲရင်မမမင်းကိုပွန့်ပွန့်လင်းလင်းပဲပြောပြမယ်မမတို့လင်းမရဟာ စိတ်သဘောထားချင်းမတိုက်ဆိုင်တာများတယ်။ဒါကိုလက်မထက်ခင်ကလေးကမမသိပါရယ်။ဒါပေမဲ့သူသိတ်ချမ်းသာတယ်။သူဟာမမကိုငွေနဲ့ဝယ်ခဲ့တာပဲ။ဒါကိုမမခွင့်လွှတ်နိုင်ပါရယ်။သူဟာမိမအလွန်ပွေးတယ်။ဇာရိတအတော်ပြက်ပြားတယ်။ဒီလိုဖြစ်ရနေမမဘာကြောင့်သူနဲ့ဆက်ပြီးတော့ပေါင်းနေရတာလဲ။ဒီလိုပြောလို့မရဘူးလေ။သူဟာလင်ယောက်ျားတယောက်အနေနဲ့မကောင်းမိမယ်။အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တူဦးကမိမတယောက်ဟာ မရေရာတဲ့အကြောင်းတစ်ခုအတွက်အရာရာကိုမစွန့်လွတ်သင့်ဘူး။မြတ်ကုတ်ကိုကခင်မမကိုဂယုဏသက်စွာကြည်နေတယ်။ခင်မမမျက်နှာမှာညှိုးနွမ်းနေတယ်။အတန်ကြာစကားပြတ်သွားတယ်။တပွဲကိုလာချတဲ့အစားတောက်များကို တိတ်ဆိတ်စွာနဲ့စားတောက်နေကြတယ်။မင်းဘာတွေတွေးနေလဲကွ။ဩဘဝဟာ ပြဿတ်တခုကပြနေရတယ်လို့ပါပဲလားဆိုတာကိုပါအဲ့ဒီပြဿတ်မှာကျွန်တော်အခန်းတစ်ခန်းပါဝင်ပြခြင်းစီပြင်းပြနေမိတယ် ဒီကနောက်မမရေခင်မွန်ဖြစ်ချင်တဲ့ဆန္ဒမျိုးဆိုတော့ဘာဖြစ်လို့ဒီလိုဖြစ်ချင်ရတာလဲကွာခင်မမကပြုံးစားစားနေမိတယ်ကျွန်တော်နဲ့မမတို့24နှစ်ကြီးပျော်ရွှင်မှုရကြင်လို့ပါဒါဆိုရင်လောကကြီးမှာနေပြောပါပြီဗျခင်မမကမြက်ကိုကိုကို ဖြက်ခနဲ့မော့ကြည့်ပြီးပြောတယ်ခရှင်ရှင်ပြောရရင် မင်းကမမကို24နှစ်ကြီးဇနီးလှုပ်ချင်နေဆိုပါတော့ ကျွန်တော်ဆိုလိုတာဒီအတိတ်ပဲမျိုးမဟုတ်ပါဘူးဒါဟာတိတ်ပြီးတော့ရေဘူးရဆမ်းပါလေကျွန်တော်ရယူလိုတာက မမရဲ့အတွေးခေါ်မြင့်မြတ်တဲ့စိတ်ထားပါမမရဲ့ခံစားချက်မမရဲ့ခင်မောမမြင်တဲ့မမရဲ့အည်ချင်းကောင်းတွေကိုပါမြတ်ကိုကိုကခင်မမရဲ့လက်ကိုစုပ်ကင်ထားတယ်တယောက်မျက်နှာတယောက်စိုက်ကြည့်မိတယ်မမလည်းမင်းကိုခင်ပါတယ်ဒုနှစ်ယောက်မကြာခဏတွေ့ပြီးတယောက်လိုအပ်ချက်ကိုတယောက်ကဖြည့်ဆည်းပေးဖို့တော့လိုမှာပေါ့လေ ဒါပေမဲ့ဒီလိုခဏခဏတွေ့ဖို့ဖြစ်နိုင်မို့တခါတလေပဲဖြစ်နိုင်တယ်။မကြာခဏတွေ့ဆုံမှုမဖြစ်နိုင်မိမေတယောက်နဲ့တယောက်စာချင်းဆက်သွယ်ပြီးအတွေးခေါ်အယူဆတွေကိုဆွေးနွေးနိုင်မှသေးတယ်ဗျ။ဒါဆိုရင်ကျွန်တော်ဘဝဟာအတိတ်ပဲရှိလာပြီးနေချင်းစရာကောင်းလာမှာပါ။မမအိမ်လေးစာနဲ့စာမရေးပါဘူး။မမစီစာရေးနိုင်မယ်လေးစာတစ်ခုသာပေးထားပါနော်။မြတ်ကိုကိုကစကားရက်ပြီးလက်အကြမ်းမှာတငွေငွေလောင်နေတဲ့စီကရက်ကိုကြည့်နေတယ် သူကစိတ်အားတက်ကြွနေတယ်။မမဟာကျွန်တော်ကိုခွန်အားတွေတိုးတက်လာစေတယ်။ဒါဟာမမရဲ့အတွေးခေါ်တွေကြောင့်ပါပဲ။တကယ်တော့လူလောကကြီးဟာအနှစ်သာရဘာမှမရှိဘူး။အခွန်ကြီးတက်တက်ပဲ။တိုးတောင်းတဲ့လူဘဝမှာမူသားတွေဟန်ဆောင်မှုတွေနဲ့ပြည့်ဝနေတယ်။အိုးကျွန်တော်ဘာတွေပြောနေမိပါလဲ။ခွင်းလို့ပါမမရဲ့။ကဲဒီအပြင်ချောင်းကို ပြောရအောင်။ကင်မမကမျက်ကုတ်ကို လက်ကိုပြန်ဆုပ်ထားတယ်။ မမလည်းမင်းနဲ့အမြဲတွေ့ကြမှာလေကွမမတို့အိမ်မှာပါတီပွဲတွေမကြခဏလုပ်လို့ရှိတယ်အဲ့ဒီပါတီပွဲကိုတက်ခွင့်ရအောင်လုပ်ပေးမယ်လေခင်မမကကားကိုကိုတိုင်းမောင်းပြီးအိမ်ကိုပြန်လာတယ်သူမစိတ်အားတက်ကြွနေတယ်အစ်စ်မွေးဖွားလာတယ်လို့ခံစားနေရတယ်ကားမောင်းရင်းနဲ့သူမခင်မုန်းအကြောင်းကိုစဉ်းစားနေမိတယ်ဦးမြတ်ကောင်းကသူမကိုဇနီးတယောက်ကဲ့သို့သဘောမတူငွေနဲ့ဝယ်ယူထားတယ်မိန်းမတယောက်ကဲ့သို့ဆက်ဆံနေတယ် ။သူမရဲ့အတွေးကောအယူအဆသူမခံစားချက်များကိုဂယုမဆိုင်။ဒီရဲ့အတွက်သူမနာကြည်မိ။ဒါပေမဲ့သူမဘာမှမတတ်နိုင်။ဦးမြတ်ကောင်အတွက်ပါတီပွဲများကို ရှင်တွဲတက်ရန်ဇနီးကျော်တယောက်လိုအပ်တယ်လို့သူမအတွက်လေငွေကြေးလိုအပ်လာရီ။ခုတော့သူ့ကိုနားလေတဲ့မြတ်ကိုကိုဆိုရီလူကျော်လေးတယောက်ရှိနေပြီ။ဒီရဲ့အတွက်စိတ်ကြည်နေမိ။ တို့တို့တွေ့ရင်နဲ့ကားမောင်းကြရမကြခင်မှာသူတို့အိမ်ဝင်းအတွင်ကိုကားဝင်ရောက်လာ ರೀ တို့ညနေမှာခေမမက အထူးအော်ဒါပေးပြီးချုပ်ထား ರೀ နောက်ဆုံးပေါ်ဝစ်စားတင်များကိုဝစ်ဆင်ခဲ့ ರೀ တို့အဝစ်စားများမှာ သူမရဲ့လှပကြောရှင်းတဲ့ခန္ဓာကိုယ်နဲ့အလွန်လိုက်ဖက်တယ်။မန်နေက သူမရဲ့အရေးကိုဂျင်းနဲ့စွာကြည့်ပြီးအောက်ထပ်ထမင်းစားကန်းကိုဈင်းလာခဲ့တယ်။ဥမျက်ကောင်းကကလေးထိုင်းပေါ်မှာထိုင်နေတယ်။ ူကကိုလုံးကိုယ်တွေထွားကြိုင်ပြီးခံစားမှုကင်းမဲ့တဲ့မျက်နှာပိုင်ရှင်ဖြစ်တဲ့ဥမျက်ကောင်းကခင်မမကိုလှမ်းကြည့်တယ်။ဘာကြောင့်ဒီလောက်ပြင်ဆင်ဝတ်စားရတာလဲ။ဒီနေ့ဘဲအဲ့တယ်မှမလာပါဘူး။သူကစိတ်တူတန်နေပြောတယ်။ခင်မမက သူ့ခင်မွန်းကို ပြုံးပြတယ်။အကိုကြီးကိုပြကျင်လို့လေ။ဒါဟာနောက်ဆုံးပေါ်ပုံစံပဲ။မနေ့ကြည့်ကောင်းရလား။ဟင်။ကောင်းပါလေ။ဥမျက်ကောင်းကစိတ်မပါတယ်လို့ပြောတယ်။ကဲ ညစာစားကြမယ်ည9နာရီထိုးပြီညစာစားရင်ဥမျက်ကောင်းကသူ့ရဲ့တနေ့တာအတွေ့အကြုံများခေါတိရိုက်တဲ့အကြောင်းအရာများကိုပြောပြရည်ခင်မမကစိတ်မပါဘဲနားထောင်နေရတယ်တမင်းငုံစားနေတဲ့ဥမျက်ကောင်းကိုကြည့်ရင်ပန်းနုယောင်ဟိုတယ်မှာမြက်ကိုကိုနဲ့အတူနေလေစားစားခဲ့ကြပုံကို ပြန်ပြီးသတိရမိတယ်မြတ်ကိုကိုသားဆိုပါကသူမရဲ့အဝိဇ္ဇာတဲ့များအကြောင်းကိုတဖွားဖွားချီချူပြောဆိုလိမ့်မည် ထို့သောတွင်ရင်နေဦးမြတ်ကောင်းရဲ့အပြုမှုကို စိတ်ကုန်ခံမိတယ်။ဦးမြတ်ကောင်းကညစာငုံစာနေရကဖြက်ခနဲမော့ကြည့်တယ်။မင်းစကားနှဲလာပါလား။ပြောပါ။ဒီနေ့နေခင်ကရန်ကုန်ထဲကိုဘာသွားလောက်တာလဲ။အချောက်ဆိုင်ကိုသွားတာပါ။ပြီးတော့ဝင်းဒီတို့တိုက်ခန်းကိုလည်းဝင်ခဲ့တယ်။ဝင်းဒီတို့အဲ့ဒီတိုက်ခန်းကိုဝဲတာမကြသေးဘူး။အခန်းကကျင်းပေမဲ့တက်တက်ရရပြင်ဆင်ထားလို့တိတ်ပြီးကြည့်ကောင်းတာပဲ။ ဧကန်းကိုလိမ္မော်ရောင်ဖြော့ဖြော့ဆေးတုပ်ထားတယ်။အဲ့ဒီရောင်ကိုတုပ်ဖို့မအကြံပေးခဲ့တာပေါ့။မရပြန်ကြရင်အကိုကြီးနဲ့မအဲ့ဒီကိုသွားကြရအောင်။မလိုက်တော့ပါဘူး။အခန်းပြင်စင်တာနဲ့ပတ်သက်ရင် မကပို့ပြီးတော့အကြံပေးနိုင်ပါတယ်။ဒါနဲ့မနှက်စာကိုဘယ်မှာစားခဲ့တလဲ။ဝင်းဒီကပန်းနုရောင်ဟိုတယ်မှာလိုက်ကြည့်တယ်။အဲ့ဒီမှာလူတစ်ယောက်နဲ့အတိဖြစ်ခဲ့တယ်။လူကတော့ခတ်တုံးတုံးပုံစံပါပဲ။ဒါပေမဲ့အကိုကြီးရဲ့လုပ်ငန်းမှာအသုံးဝင်နိုင်တယ်။ အဲ့ဒီလိုနဲ့ဥမြတ်ခိုင်ကမိတ်ဆက်ပေးတယ်။ဥမြတ်ခိုင်ကအဲ့ဒီလူဟာကံမရီလုပ်ငန်းတွေမှာငွေအရင်းနှီးမြုပ်နှံခြင်းတယ်လို့ပြောတယ်။နောက်တစ်ခါပါတီပွဲလုပ်ရင်အဲ့ဒီလူကိုဖိတ်တင်တယ်။အကိုကြီးနဲ့သူ့လုပ်ငန်းအကြောင်းဆွေးနွေးနိုင်တာပေါ့။ကောင်းသားပဲမမ။နောက်တစ်ခါပါတီပွဲလုပ်ရင်သူ့ကိုဖိတ်လိုက်ပါ။ကြုံတော့တတိပေးရအောင်မယ်။နောက်ဆိုရင်ဟိုတယ်တွေကိုမင်းမသွားပါနဲ့။ဟိုတယ်မှာတွေ့တဲ့လူတွေနဲ့အတိမိတ်ဆွေမဖွဲ့ပါနဲ့။ဟိုတယ်ကိုလာတဲ့လူတိုင်းဟာလူကြီးလူကောင်းမဟုတ်ဘူး။ မင်းဟာကိုယ်ဇနီးဖြစ်တယ်။အနေထိုင်သွားလာစင်ချင်းတင့်နေ။မမကနှကမ်းမဲရွေ့ပြတယ်။ဒီလိုပြောကြတဲ့တန်းဆိုရင်ရှင်နဲ့ပတ်သက်ပြီးကြားရတဲ့သတင်းတွေကပိုပြီးတော့စိုးပါတယ်။ဦးမြတ်ကောင်းကအတန်ထွက်အောင်ရှိရင်။အိုးမိုက်ဒါကမင်းကိုမထိခိုက်စေပါဘူး။ယောက်ျားတယောက်ဟာဘလောက်ပဲနမေပြက်ပြက်သူ့မှာငွေရှိနေလူတွေကလေးစားတာပါပဲ။မိမတယောက်နမေပြက်သွားရင်ကမ္ဘာလောကကြီးတစ်ခုလုံးကဝိုင်းပြီးအထင်သေးလိမ့်မယ်။ ကျေးဇူးတင်ပါတယ်အကိုကြီး။တိတ်ပတ်သားလောက်เสียကောင်းတဲ့စကားပါပဲ။ကဲအကိုကြီးစာဖတ်ခန်းနဲ့တော့ဖို့အချိန်တက်ပါပြီ။ဦးမြတ်ကောင်းကနေစဉ်ထုတ်သတင်းစာများကိုဖတ်ရန်ထသွားတယ်။ခင်မမတယောက်တည်းတပွဲဖေမရက်ကြံရေးခဲ့တယ်။သူမကစီးကရက်ကိုဖွာရှိုက်နေတယ်။သူမရဲ့ပဝင်းချင်မှာစီးကရက်မိကိုများဝေ့နေတယ်။လေခဲတဲလေးဖြစ်နေတဲ့ပြဒနာကြီးရက်ကိုအပိသက်ဆုံးဖြတ်ဟန်နဲ့ဂျေနဲ့စွာပြုံးနေတယ်။ကျွန်တော်အခန်းထဲကထွက်သွားတယ်။ ထိုညမှာခင်မမကမြက်ကိုကိုထံစရဆောင်ရည်သည်ထိုစာမှာမိတ်ဆွေအချင်းချင်းရေးသားတဲ့စာမျိုးဖြစ်သည်စာရေးပြီးတဲ့နောက်အိယာထံမှာလှည့်ရင်ပြရင်ပေါက်မှာလှမ်းမြင်ရတဲ့ကောင်းကင်နှက်ပြပြားကိုကြည့်ရင် သူမဘဝကို တွေးပြီးနာကြီးမိသည်ဦးမြတ်ကောင်းကသူမရဲ့ငယ်ရွယ်နှုပြမှုနဲ့အလားပါကိုတန်မှုမထားပြီးသူမရဲ့ခံစားချက် သူမရဲ့အတွေးခေါ်နေစံတာကိုဂယုမဆိုင်ပါလားလို့တွေးနေမိသည် ဦးမြတ်ကောင်းကိုတင်ငန်းစာပေးသင့်ပြီလို့တွေးမိတယ်။မကြခင်ခေါင်းကိုဖယင်ခင်မမအိပ်ပျော်သွားတယ်။နောက်နေ့ရက်အကြာမှာမြတ်ကိုကိုထံကပြန်စာရောက်လာတယ်။စာထဲမှာသူမနဲ့နောက်ထပ်တွေ့ဆုံခွင့်တောင်းထားတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ကအပြန်လန်စာရေးပြကြတယ်။မကြခဏချင်းတွေ့ကြတယ်။တွေးဆောင်တဲ့အကျိန်များလာတာနဲ့အမျှခင်မင်ရင်းနှီးမှုပိုလာကြ၏ညာတိုင်းမိမိကိုချစ်တဲ့နှော့ပြီးနောက်အာရကျေနပ်စွာဟောက်ပြီးအိပ်ပျော်သွား၏ ဥမျက်ကောင်းကိုကြည့်ပြီးအယူကြီးလူပေါ်ကြီးကျမဒီအပြင်ယောက်ျားတယောက်ကိုချစ်နေပြီရှင်တိရလားရှင်ကိုကျမသဘောကျတယ်လို့ထင်သလားတို့တို့စိတ်ထဲကပြောနေမိတယ်ဒီနေ့နေ့လေခင်းမှာသူမကညက်ကိုကိုနေချိန်တွေ့ပြီးည၈နာရီလောက်မှအင်ကိုပြန်လာခဲ့တယ်ဥမျက်ကောင်းကိုကပြတ်နေပါတယ်လို့အကြောင်းပြတယ်ဥမျက်ကောင်းကသူမကိုစိမ့်စိမ့်ကြည့်ပြီးအေးမကြခင်မှာကားဆက်ပြက်တယ်လို့မင်းဘဝပြည့်စည်မှာပါငါမြင်ရောက်နေပြီ ထို့သူပြောရီထို့နောက်ဘာမှဆက်မပြောဘဲဝီစကီကိုစက်တောင်းနေသည်ပထမဆုံးအချိန်အဖြစ်ခင်မမကဥမျက်ကောင်းကိုကြောက်လန့်သွားခဲ့သည်ထို့ညမှာခင်မမကဥမျက်ကောင်းကျေနပ်အောင်ချုံမော်သည်သူစိတ်ကြိုက်လဲရောခဲ့သည်ဥမျက်ကောင်းရဲ့စကားကတိုက်ဆိုင်မှုသောမိမိတို့အကြောင်းကိုဥမျက်ကောင်းဘာမှမသိလို့သူမကိုသူမအားပေးသည် သူ့ရာမှာရှိအဖို့တတိထားဖို့လိုကြောင်းဥမြကောင်တန်တရားဝင်စီမဲ့အလုံးမျိုးအပြောမျိုးမလုံးမိမပြောမိအောင်စင်ကျင်ဖို့ဆုံးဖြတ်လိုက်သည်မကြခင်ဥမြကောင်ကထိုင်းနိုင်ငံဘန်ကောက်မြို့ကိုအလုပ်ကိစ္စနဲ့သွားရန်အကြောင်းပေါ်လာ၏ဘန်ကောက်မှာ၃ရက်ကြာနေထိုင်ရမှာဖြစ်သည်သူကအလौကိစ္စနဲ့ခရီးသွားရမှာဇနီးကိုခေါ်လို့မရှိခင်မမကဝေတရားအရာဥမျက်ကောင်ကိုလေစိတ်ကိုလိုက်ပို့ရင် လေရင်ထွက်ခွာသွားတာနဲ့မြက်ကိုကိုတန်ကိုတယ်လီဖုန်းဆက်တဲ့ဦးမြတ်ကောင်တတိပေးတဲ့နောက်ပိုင်းမှာဟိုတယ်နဲ့စားသောက်ဆိုင်များကိုရှောင်ပြီးမြက်ကိုကိုရဲ့အခန်းမှာချင်းတွေ့ကြတယ်။ယခုလည်းခင်မမကမြက်ကိုကိုအခန်းကိုရောက်သွားတယ်။မြက်ကိုကိုကသူ့မကိုအငမ်းမရပွေဖက်နန်းရှုပ်တယ်။မြက်ကိုကိုရဲ့အခန်းမှာနေလေစာစားရင်လွတ်လွတ်လပ်လပ်ရှောက်လေနိုင်မယ့်နေရာများကိုစဉ်းစားကြရသည်။သူတို့ရဲ့အသီးမိတ်ဆွေများကိုရှောင်လိုတာကြောင့်လေဖြစ်တယ်။ နောက်ဆုံးမှာ ပသိမ်မြို့အနီးရှိချောင်းတော်ကန်းကြီးကိုတွားရံရွေးချယ်လိုက်သည်ခင်မမကအိမ်ကိုပြန်သွားပြီးအိမ်ပေါ်များကို မြို့ရဲရှိဝင်းတီတို့တိုက်ခန်းကိုနှစ်ရက်လောက်သွားနေမယ်လို့ပြောပြီးထွက်လာခဲ့သည်ဝင်းတီတို့အခန်းကိုသွားပြီးသူမ၏အစီအစဉ်ကိုပြောပြရီသူအစီအစဉ်ကိုဝင်းတီကလက်ခံနေဝင်းတီကဥမျက်ကောင်းကိုသဘောကျလာသူမဟုတ်ပြီးသူနောက်ခင်မမနှင့်မြတ်ကိုကိုတို့ကမြတ်ကိုကိုရဲ့ကားနဲ့ပသိမ်ကိုလာခဲ့ကြသည် ချောင်းသာဟိုတယ်မှာနှစ်ညတည်းကိုကြာရီသူတို့ကလက်ထပ်ပြီးစားခရီးထွက်လာရီညကစားဇနီးမောင်နှံတပွေခန်းစားခဲ့ကြရီဒီလိုနဲ့ပျော်ရွှင်စရာကောင်းနေနှစ်ရက်တာကလင်းမြန်စွာနဲ့ကုံဆုံးသွားခဲ့ရီသူတို့ကဥမျက်ကောင်းပြန်မရောက်ခင်ရန်ကုန်ကို ပြန်လာကြရီခင်မမကဥမျက်ကောင်းကိုလေစိတ်ကိုသွားကြိုခဲ့ရီကားမောင်းပြီးပြန်လာစဉ်မှာဥမျက်ကောင်းမရှိလို့တယောက်တည်းနေရတာအလွန်ကြီးငွေကြောင့်ဝင်းတီတို့အိမ်ကိုနှစ်ရက်သွားနေကြောင်းပြောပြရီး ဦးမြတ်ကောင်းကဘာမှမပြောဘဲသူ့လုပ်ငန်းအကြောင်းကိုသာပြောပြ ari အင်ကိုရောက်ပြီးနောက်လက်ဖက်ရည်တောင်းရင်ခင်မမခါပြော ri အကူကြီးကိုအကူညီပေးနိုင်မယ့်အချက်တခုမှတွေ့ထား ri ဘာများလဲမိုက်မတက်ခါတုန်းကပြောခဲ့တဲ့လူရဲ့နာမည်နဲ့လိမ့်စာကိုသိပြီသူ့နာမည်ကမြတ်ကိုကို ri ဒီတခါပါတီလုပ်ရင်တော့သူ့ကိုဖိတ်လိုက်မယ်နော်ဟွန်းမတော့ပါတီပွဲတွေလုပ်ပြီးအဲ့ခံရတာညီငွေလာပါပြီ ဒါဟာစီးပွားရေးရလိုအပ်တယ်မိုက်။ညစာကောင်းကောင်းစားပြီးအရက်ကောင်းကောင်းတောက်ကအလုတ်ကိစ္စဆွေးနွေးရတာပို့ပြီးတော့အဆင်ပြေတယ်။ဒီတော့ဗုဒ္ဓဟူးနေ့မှာလုံမဲ့ပါတီကိုလာဖို့အဲ့ဒီလူကိုဖိတ်ခေါ်လိုက်ပါ။သူနဲ့အလုတ်ကိစ္စဆွေးနွေးကြမယ်။အကိုကြီးပြောတဲ့အချိန်သူ့ကိုဖိတ်လိုက်ပါမယ်။ဒါပေမဲ့တညနေခင်းလုံးသူနဲ့ပဲအချိန်မကုန်ပါစေနဲ့။တယောက်ထင်းကြီးငွေလုံးလို့ပါ။ခင်မမကထိုစကားကိုပြောရင်ဝင်းထဲမှာကြိတ်ပြုံးလိုက်တယ်။ မြတ်ကိုကိုနဲ့အတူရှိနေမင်းဆိုရင် သူမဘာမှမငင်းွေကြောင်းကိုကိုကိုသိနေတယ်ခင်မမကမြတ်ကိုကိုကိုမာဒီပွဲကိုတက်ရန်ဖိတ်စာပေးရင်သူပြောရမယ့်စကားများကိုအသေးစိတ်မှားကြခဲ့တယ်မှားတာမှားရတယ်ဦးမြတ်ကောင်နဲ့တွေ့ဆုံချိန်မှာမြတ်ကိုကိုကအဆင်ပြေအောင်ပြောဆိုနိုင်မှာဖြစ်ကြောင်းစိတ်ထဲမှာသိကြနေတယ်တို့နေ့ညနေမှာစားတော့ရင်ဦးမြတ်ကောင်းနဲ့မြတ်ကိုကိုတို့အလုံစကားပြောကြတယ် ရက်ကုတ်ကူကစီးပွားရေးနဲ့ပတ်သက်တဲ့အချက်အလက်များကိုဥမျက်ကောင်အံ့ဩတော်အောင်ပြောပြနိုင်ခဲ့တယ်။အမျိုးသားနှစ်ယောက်ကတညက်နေခင်းလုံးအလောက်အကြောင်းကိုဆွေးနွေးကြရတယ်။ခင်မမကမျက်ကုတ်ကူအတွက်ဂုံယူမဆုံးဖြစ်နေတယ်။နောက်ဆုံးဥမျက်ကောင်ကမျက်ကုတ်ကူနဲ့အလုံတွဲလုံရန်ဆုံးဖြတ်လိုက်တော့အလွန်ဝမ်းသာသွားတယ်။နောက်ထပ်ပြုလုံးမဲ့ပါတီပွဲများကိုမျက်ကုတ်ကူတက်ခွင့်ရပြီဖြစ်တယ်။သူညကခင်မမကအိယာထက်မှလှဲလျောင်းရင်း သူမကဇီယိုက်ချင်းမတူတဲ့ယောက်ျားနှစ်ဦးနဲ့တချိန်ထဲမှာဆက်ဆက်နေရကြောင်းတွေးမိသွားတော့မလုံမလဲခံစားနေရတယ်။နောက်တနေ့မှာခင်မမနဲ့မြက်ကိုကို တွေးဆောင်ချိန်မှာသူအကြောင်းကိုပြောပြီးရီမောကြတယ်။ခင်မမက နောက်ထပ်ပြုလုပ်မဲ့ပါတီပွဲကိုတက်ရန်ဖိတ်စာပို့လိုက်မဲ့အကြောင်းလေးပြောပြခဲ့တယ်။ဝမ်းမြောက်ဝမ်းသာစွာနဲ့လာပါမယ်အချစ်ရေ။သူတို့မြက်ကိုကိုကပြောတယ်။သူနောက်ဆက်ပြီးတော့အဲ့ဒီညမှာမားနဲ့နှစ်ယောက်တည်း မိနစ်20လောက်တွေးပြရစီကိုဦးမြတ်ကောင်ကိုနှုတ်ဆက်ပြီးတော့ထွက်လာခင်မိပြီးတော့မကိုပန်းချန်တွေကစောင့်နေမိ9မိနစ်လောက်နေရင်ခေါင်းထဲမှာညီစီစီဖြစ်လို့လင်းငင်းခံမယ်ပြောပြီးထွက်လာခဲ့ပါလာမယ်လို့ဂရီပေးပါမရေလာခဲ့မယ်လေမိနစ်20ဆိုတော့ဘာမှမကြပါဘူးခင်မမကသဘောတူလိုက်တယ်ပြီးတော့ကို့ဆန္ဒတစ်ခုကို လိုက်ရောပါလားမဟာအစိမ်းရောင်နဲ့တိတ်ကြီးကောင်းတယ်လို့ကို့ထင်တယ် အစင်းရောင်ဟာမကိုပို့ပြီးတော့နုပြိုစီတယ်။အဲ့ဒီညကျရင်ညာစင်းရောင်မင်းသမီးလေးအဖြစ်မကိုမြင်ချင်တယ်။မောင်ဆန္ဒပြည့်စီရမယ်။ခင်မမကလေးတန်တူးတူးနဲ့ပြောတယ်။မြက်ကိုကကသူမရဲ့ခါကိုဖတ်လိုက်တယ်။ပါတီပွဲပြုလုပ်တဲ့တညနေခင်းလုံးခင်မမကသူမအခန်းထဲမှာအလှပြင်နေတယ်။ဝိစုံမှာအစင်းရောင်ဖြစ်တယ်။လက်ဝဲလက်စားများမှာလည်းအစင်းရောင်ဖြစ်တယ်။ခင်မမကစိတ်တိုင်းကြပြုပြင်ပြီးတဲ့နောက်မှန်ရှိမှာရက်ကြည့်နေတယ်။ မပြည့်စုံသေးပါ။သူမရဲ့ကိုယ်ပေါ်မှာဝိစိန်ရမယ့်အရာတစ်ခုလိုနေတယ်။သူမကမှန်တင်ကုံပေါ်မှာတိတ္တနဲ့တလုံးကိုဖွင့်လိုက်တယ်။တိတ္တအောက်ပိုင်းမှာအစိမ်းရောင်က အပေါ်ကိုထိုးဟန်နေတယ်။အလွန်အရည်သွေးကောင်းတဲ့မြနဲ့ပြုတ်လုထားတဲ့လေဆွဲတစ်ခုဖြစ်တယ်။ကင်မမကမြားလေဆွဲကိုပြုံနှုတဲ့လက်ချောင်းလေးများနဲ့မျက်နှာယူရစွာကင်တွေ့နေတယ်။ထို့နောက်မြားလေဆွဲကိုသူမရဲ့ပြုံနှုတဲ့လေပင်မှာဆွဲလိုက်တယ်။ ဖြူဝင်းတဲ့လေတိုင်းနဲ့အစင်းရောင်က အလွန်ပနန်းတင့်သွားပြီခင်မမစီးထားတဲ့ဖနှက်မအစားဒီကိုလုံးမှာအစင်းရောင်ကြီးဖြစ်တယ်အစင်းရောင်မျက်စိုးစီးကြောင့်မျက်လုံးများတော့အစင်းရောင်တောက်ပနေတယ်လို့ထင်ရတယ်အခိုက်တန့်အပြင်ခင်မမကဥမျက်ကောင်းကိုအလွန်ကြီးစူးတင်သွားပြီဥမျက်ကောင်းကဤအဖိုးတန်လေးဆွဲကိုသူမကို ရရောစွာပေးထားခဲ့တယ်မဟုတ်ပါလားခင်မမကအဖိုးတန်ရေမွေးပလင်းကိုဖြန့်ပြီး ကိုပေါ်မှာစွဖြန့်ခြင်းနဲ့သူမရဲ့ပြင်ဆင်မှုကိုအဆုံးသတ်လိုက်ပါရီရေမွေးကို သူမအလွန်နှစ်သက်တယ်အမွေးနတ်သားခင်းမဲတဲ့အမျိုးသမီးတယောက်ကတေးမဆိုတဲ့ငှက်တကောင်နေတူတယ်လို့သူမထင်နေထို့နောက်ဧည့်သည်များကိုကြိုဆိုရန်လှေကားကဆင်းလာခဲ့တယ်သူညာကပါတီပွဲလာတဲ့သူတိုင်းခင်မမရဲ့အလှကိုအံ့ဩချီးမွမ်းကြတယ်။ဥမြတ်ကောင်းမှဇနီးအတွက်ဂုံယူမဆုံးဖြစ်နေတော့တယ်။မြတ်ကိုကိုကပါတီပွဲကို အတော်နောက်ကျမှရောက်လာတယ်။ ခင်မမကမြတ်ကိုကိုကိုတာမန်ဧည့်သည်တဦးကဲ့သို့ကျူဆူပြီးလူမရှိတဲ့သပွဲတစ်လုံးမှာပဲနေရာချပေးထားရီညာစနတ်နိုင်မှာပန်းချန်နေထွက်ခဲ့ပါနော်မြတ်ကိုကိုကလေတန်နဲ့တရီပေးတယ်ခင်မမကလည်းသူ့ကိုမကြည့်ပဲခေါင်းငိတ်ပြခဲ့တယ်ထို့နောက်ခင်မမကတခြားဧည့်သည်များကိုကျူဆူရန်ထွက်ခွာသွားရီအကန်းထောင်းကစင်မြင့်ရှိဂီတာဝိုင်းမှာကစ်ဘော့တချင်းများကိုတီးခတ်သည်ဆိုပြီးဖျော်ဖြေလျက်ရှိတယ် အဲ့တဲ့များမှာရမကများတော့ရင် အစားတော့များစားရင်မိမိတို့နဲ့နှီးဆက်ရအုပ်စုဖွဲ့ပြီးစကားပြောနေကြတဲ့ပါတီပွဲကိုတက်ရောက်လာသူများမှာလူကုန်ထံများသာဖြစ်တဲ့အဖိုးတန်အဝေးစားများအဖိုးတန်လက်ဝဲလက်စားများကိုဝှစ်စင်လာကြတဲ့ခင်မမကညာစင်းရောက်မင်းသမီးလေးတပါးကဲ့သို့တပွဲဝိုင်းတစ်ခုမှတစ်ခုကိုကူးရင်အဲ့တဲ့များကိုအဲ့ခံနေရတဲ့ဒီလိုနဲ့ည7နာရီနီးပါးဖြစ်လာတဲ့အဲ့တဲ့တချို့ပြန်သွားကြတဲ့ တချို့မှာပြန်ရန်ပြင်ဆင်နေကြတယ်။မြတ်ကိုကိုကခင်မမထံကိုလာပြီးခြေဆုတင်စကားဆိုရင်နှုတ်ဆက်တယ်။နှုတ်ဆက်ရင်လည်းခင်မမရဲ့မျက်နှာကိုတချက်စူးစိုက်ကြည့်တယ်။ထို့နောက်ဦးမြတ်ကောင်ကိုနှုတ်ဆက်ပြီးအိမ်ထဲကထွက်သွားတယ်။သူနဲ့အတူဧည့်သည်တချို့လည်းပါသွားတယ်။အိမ်ရှိမှမြတ်ကိုကိုကမောင်းထွက်တဲ့ကိုကြားရတယ်။ခင်မမကချင်းဆိုချက်ကိုတရိပ်ရပြီးရင်ဖို့နေတယ်။ ူမကအတန်းအကြောင်းဧည့်သည်များကိုဧခံပြီးနောက်ပန်းချန်လေးကိုလက်ခနဲထွက်လာခဲ့သည်ပန်းချန်လေးမှာလူတစ်ယောက်မှမရှိ လာမတာတော်လေကြေယောင်လင်းနေသည်ဒီဝိုင်းမှာဂီတတန်ကငိန်ညောင်းစွာပေါ်ထွက်နေသည်ခင်မမက အလိုလိုကြောက်ရွံ့နေသည်သူအခိုက်မှာပန်းယုံပြီးမှမဲမဲတရံတစ်ခုထွက်လာပြီးခင်မမလက်ကိုလာဆွဲသည်ခင်မမကလန့်ပြီးအော်ရန်ပါဇက်ဟလိုက်ပေမဲ့ထိုတရံကသူမရဲ့ပါဇက်ကိုပိတ်လိုက်တော့အတန်ထွက်မလာပြီး မကြခင်သူမကမြက်ကိုကိုရဲ့ရှင်ခွင်ထဲကိုရောက်သွားတယ်။မြက်ကိုကိုကသူမပါကိုအငမ်းမရနမ်းနေတယ်။သူမကလည်းတုတ်ပြန်အနမ်းများပေးမိတယ်။သူအခိုက်မှာတီဝိုက်မှာဂီတတန်းများတိတ်ဆိတ်သွားတာကိုသူမသတိထားမိတယ်။မောင်တီဝိုက်ကအတန်ကြီးတိတ်သွားပြီ။ဘာကြောင့်မလဲ။မြက်ကိုကိုကသူမကိုစိုက်ကြည့်နေတယ်။သူနောက်သူမကိုညင်သာစွာတွေ့ပြီးပြတင်းပေါက်နာကိုခေါ်သွားတယ်။ ခင်မမကမှန်ပရင်ပေါက်ကမြင်ရတဲ့အချင်းရာကြောင့်စက်တီတီသွားရီဦးမြတ်ကောင်းနဲ့ဧည့်သည်တချို့ကနေရန်ဘေးမှာစုရဲနေကြရီအဝိနဲ့များဝစ်စင်ပြီးလက်ထဲမှာတဏ္ဍများကင်ထားသူများကအခန်းထဲမှာရှောက်သွားနေကြရီသူသူများကဧည့်သည်များဝစ်ထားတဲ့လေဆွေများလက်စွပ်များနဂတ်များကိုချွတ်ယူနေကြရီအခန်းထဲမှာတိတ်နေတယ်သူအခိုက်ကျမ်းမော်ကိုပလဲလေဆွေတကုံပြုတ်ကြတဲ့ထွက်ပေါ်လာရီ ပိုင်ရှင်အမျိုးသမီးကအကြောက်လွန်သွားတော့မိမျော်လဲကြသွားရီမြက်ကိုကိုကခင်မမကိုပန်းယုံအနီမှောင်ရီထဲကိုပြန်ခေါ်သွားရီခင်မမက ကြောက်ရွံ့တုန်လှုပ်စွာနဲ့မြက်ကိုကိုကိုလှဲ့ပြောရီမောင်ကျမရဲ့လဲဆွဲကိုသူတို့ယူလိုက်မယ်ကျမတို့ဘလို့လုံးကြမလဲရင်ဒါဆိုမရဲ့လဲဆွဲကို ကိုကိုပေးထားပါလားမပေးဘူးမပေးဘူးကျမအင်ကြီးထဲမှာအတွင်းထားမယ်မငိမ့်ငိမ့်နေရင်အောက်ကိုလျှော့မကြပါဘူးနော်ကိုကိုပေးထားပါမရဲ့ မစီမထားရင်အန်တီရှိနိုင်တာပေါ့မပေးဘူးကျမစီမပဲထားမယ်ဒါဟာပို့ပြီးတော့စိတ်ချရတယ်ဒီမှာအမျိုးသမီးကြောက်ကိုလဲဆွဲချုပ်ပေးစမ်းမြက်ကိုကိုကခင်မမရဲ့လဲပင်ကိုလက်နှစ်ဖက်နဲ့ကိုင်းပြီးမြားလဲဆွဲကိုဖြုတ်ယူလိုက်တယ်ရှင်ဘလို့လှုပ်လိုက်တာလဲရှင်ယူသွားပြီလားမြက်ကိုကိုကသူ့အပြုတ်မှုကို နားမလည်နိုင်တော့မေးလိုက်တယ်ကိုမယူပါဘူးမရယူနေတာကမင့်ပါနောက်တော့မသဘောပေါက်သွားမှာပါ တခုတော့ကိုသတိပေးခဲ့ပြစီရဲကုန်မတိုင်ခင်မင့်တေးတေးချာချာစဉ်းစားပါဒီညမှာမအလှဆုံးပါပဲကွေကဲကိုသွားမယ်နှုတ်ဆက်ခဲ့ပါတယ်မကြီးနော်ကိုပိုင်မြတ်ကိုကိုကလေတန်တူးတူးနဲ့ပြောရင်ထိုးနောက်မြတ်ခင်းကိုခတ်တတ်တ်ဖြတ်လျှောက်သွားရင်ဝင်းထီရန်ကိုပေါ်ပါဖြတ်လက်စွာ ကြော်တက်ပြီးတဲ့နောက်တစ်ဖက်ကိုခုံချသွားရင်ရန်ကုန်ဘကုတ်လမ်းမပေါ်မှာဂျေကာတစီကအပြင်းမောင်းနေနေတယ် မြက်ကိုကိုက driver ဘေးမှာ ထိုင်နေတယ်။သူကရှေးတက်တဲ့ကိုတိတ်ဆိတ်စွာကြည့်နေတယ်။သူအချိန်မှာတခြားကားတစ်စီးကရန်ကုန်ပြည်လမ်းပေါ်မှာပြည်ပတ်ကိုဥတီမောင်းနေတယ်။သူကားပေါ်မှာတခြားအဖွဲ့ဝင်၄ဦးပါသွားတယ်။တနေရာမှာတော့သူတို့တွေ့ဆုံရန်စီစဉ်ထားပြီဖြစ်တယ်။ဒီတခါအလုံးလုံးရတာပိုင်ဆုံးပဲဗျ။အကျိုးမြတ်လည်းမနေဘူး။ဒါပေမဲ့ခမရကိုအမျိုးသမီးကတစ်ချိန်လုံးသိနေခဲ့တယ်။ခမရရဲ့ပုံသဏ္ဍာန်ကို အမျိုးသမီးက ရဲတွေကိုပြောပြရင်ခမရမလွယ်ဘူးနော်။ကားမောင်းသူကပြောနေတယ်။ဒီအတွက်တော့မပူပါနဲ့။မြက်ကုတ်ကကပြန်ပြောလိုက်တယ်။ထို့နောက်သူဝေ့ထားတဲ့ကုတ်အင်းကြီးအတွင်းအိတ်ကိုပုတ်ပြလိုက်တယ်။ဒီအထဲမှာသူရိတ်ထားတဲ့စာငါးဆောင်ရှိတယ်။စာကိုမဖတ်ချင်ပါနဲ့။စာထဲမှာစိတ်မကောင်းစရာအကြောင်းတွေပါတယ်။အမျိုးသမီးဟာကျွန်တော်ပုံတရံကိုအရက်ပူပူခြေထောက်ခွင်ခွင်ကိုလုံးတုတ်တုတ်လို့ရဲတွေကိုလိန်ပြောပြမှာတေးကြပါရဲ့ဗျာ။ခမရပြောတာကိုကျွန်တော်နားမလည်ဘူး။ ကားမောင်းသူကစိတ်ရှုပ်ထွေးစွာနေမိသည်ခမရနားလဲမဲလို့လေကျွန်တော်မျော်လင့်မထားပါဘူးဒါပေမဲ့တခါတည်းရန်အမျိုးသမီးတစ်ယောက်ရဲ့ဂုဏ်သိက္ခာညလဲဆွဲတကုံးထက်ပို့ပြီးတော့တန်ဖိုးရှိတယ်ဆိုတာကိုသိထားဖို့ပဲလိုပါတယ်မြက်ကိုကကလက်ထဲကတူနေတဲ့စီးကရက်ကိုကားလမ်းမော်ကိုပြစ်ချပြီးတပ်ပြင်းကိုလေးလံစွာချလိုက်သည်သူအချိန်မှာပန်းဟီဝန်ချမ်းကြီးအတွင်မှာခင်မမကဥမျက်ကောင်းရဲ့ရင်ခွင်ထဲကိုခေါင်းထိုးရင်းတရှုံရှုံငူလို့ ူမရဲ့မြားလေဆွေကိုအရက်ပူပူခြေထောက်ခွန်ခွင်ကိုလုံးတုတ်တုတ်ခိုင်ခိုင်လူစုတယောက်ကဖြတ်ယူသွားကြောင်းပြောပြနေသည်။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားဆင်အားပေးကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။